ားလုံးမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒေါ်လာမီလီယံနဲ့ချီရှာနိုင်နေတဲ့ AI agent ရဲ့သတင်းနဲ့အတူသမိုင်းမှာအကြီးဆုံး market crash က Toyota ရဟုတ်ခဲ့ရလားသတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ ထမပုံအနေနဲ့ဒေါ်လာမီလီယံနဲ့ချီရှာနိုင်နေတဲ့ AI agent ရဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ AI agent တစ်ခုကလူသားတွေမပါဘဲဒေါ်လာ1 million ကျော်အမျက်ရှာပြသွားခဲ့တာကြောင့် crypto bro တွေတုံ့လောက်သွားခဲ့ဘူးပါရစေ။ True Terminal ဆိုတဲ့ AI agent တစ်ခုကို2024ခုနှစ်ကတည်းက startup လုပ်ငန်းလေးတစ်ခုကမိတ်ဆက်သွားခဲ့ပါရစေ။ဒီဘော့ရဲ့ UI ချက်ကဗန်ဒါရေးဆုံးဖြတ်ချက်ချမှုတွေနဲ့ကိုပိုင်အလိုလျောက်ရောင်းဝယ်မှုတွေလှုပ်ဆောင်ဖို့ဖြစ်ပါရစေ။ ီဘော့ကိုယင်းနှမြုံနဲ့ငွေပေးထားရင်ဈေးကွက်ကိုသုံးသက်ပြီးလူသားတွေကြီးကြပ်စရာမလိုပဲ trade တွေလုပ်ပေးသွားမှာပါ launch လုပ်ပြီးအချိန်တိုလေးအတွင်းမှာတင်မဲ့ true terminal ကသူ့ကို ဖန်တီးတဲ့သူတွေတောင်အားသင့်စေမဲ့ဒေါ်လာမီလီယံနဲ့ချီတဲ့အမျက်တွေယူပေးနိုင်ခဲ့ပါတယ်အဓိကကတော့အချိန်နဲ့တပြင်းညီလိုက်ရောညီထွေဖြစ်အောင်ပြောင်းလဲနိုင်တဲ့ matching landing model တွေကြောင့် DAI ရဲ့စွမ်းဆောင်ရည်ကတမယိုးကျ hash fund တွေထက်တာလွန်သွားခဲ့တာဖြစ်ပါတယ်ဒီစွမ်းဆောင်ရည်ကတောက်လျှောက်ကောင်းနေနိုင်မယ်ဆိုရင်တော့ trade log အတွက် game changer တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုး AI agent တွေကိုငွေသွင်းပြီး trade ခိုင်းတာက algorithm နဲ့ black box ဖြစ်စေနိုင်ပါတယ်။ဒါကတော့ set တွေဘယ်လိုမျိုးဆုံးဖြတ်လဲဆိုတာကိုမသိနိုင်တဲ့မှောင်ပိတ်စနစ်တစ်ခုဖြစ်ပါတယ်။ဒါအပြင်စီကံမရှိတာတွေနဲ့ AI ကငွေကြေးအများအပြားနဲ့စီးလို့ဝါလို့လောင်းကြီးထက်တဲ့အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကျင့်ဝတ်ဆိုင်ရာ NLR အကြောင်းလဲသတိပေးနေကြတာရှိနေပါတယ်။ ဒီနေ့ပညာကိုတောက်ကန်သူတွေကတော့ဒါကဗန္ဒာယီလောကရဲ့ခေတ်သစ်ကိုရှေ့ရှုနေတာဖြစ်ကြောင်းဆိုထားသလိုမကြခင်မှာလူတွေအစား AI ကဗန္ဒာယီပိုင်းတွေကိုစီမံခန့်ခွဲဖို့လွှဲထားလို့ရနိုင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။တကယ်တမ်းလဲ True Terminal လိုမျိုး Anonymous AI Agent တွေကဗန္ဒာယီလောကမှာတကယ်ကိုအရှင်ဟုန်မြင့်တက်လာနေပါတယ်။ Crypto Martin မှာက Store ဈေးကွက်မှာပါကြီးမားတဲ့အမြတ်စွန်းတွေကိုဖန်တီးပေးထားနိုင်ပါတယ်။ဥပမာ Taker On လိုမျိုး Platform တွေမှာဆိုရင် AI Trading Agent တွေက 215ရာခိုင်နှုန်းအထိနှစ်စဉ်အမြတ်ငွေရှာပေးနေနိုင်ပြီးတော့ Wall Street Hedge Fund တွေရဲ့စွမ်းဆောင်ရည်ကိုတိတိတသားကျော်လွန်နေပါတယ်။ဒါကြောင့် AI Trading ဈေးကွက်ကလူစိတ်ဝင်စားမှုပိုများလာနိုင်ပြီး2030ခုနှစ်မှာဈေးကွက်တန်ဖိုးဒေါ်လာ35ဘီလီယံအထိရောက်ရှိလာဖို့ခန့်မှန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တမိုင်းမှာအကြီးဆုံး market crash ကသွေးယိုသားယိုဟုတ်ခဲ့ရလားတဲ့ရင်ကိုတက်ဆက်ပေးကြပါရစေ။ပြီးခဲ့တဲ့48ရက်ရဲ့အတွင်းမှာစံချိန်10ဒေါ်လာ20ဘီလီယံဘို crypto liquidation တွေဖြစ်ခဲ့ပြီးတဲ့နောက် centralized exchange တွေကိုဥပဒေပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးဖို့ crypto.com CEO Chris Marzella ကတောင်းဆိုလိုက်ပါရစေ။ Trader platform တွေအနေနဲ့17ရက်နေ့ဈေးကွက်ပြိုလဲချိန်မှာ slow down ဖြစ်သွားသလား SS တွေကိုဈေးမှတ်တော့သလားဒါမှမဟုတ် tin တော်တဲ့ anti manipulation နဲ့ compliance control တွေကိုထိမ့်သိမ်းတာမျိုးတွေမရှိခဲ့ဘူးလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။အစိုးရတာဝန်ရှိသူတွေအနေနဲ့ပြီးခဲ့တဲ့48နာရီအတွင်းမှာ liquidation အများဆုံးဖြစ်ခဲ့တဲ့ exchange တွေတဲကဘယ်သူတွေက trade မလုပ်နိုင်အောင်တားမြစ်ခဲ့သလဲ trade တွေအားလုံးကိုဈေးမှန်တွက်ခဲ့သလားဆိုတာတွေကိုစုံစမ်းတင်ကြောင်း Maslow ဘက်ကဆိုထားပါတယ်။ Coin Glass ရဲ့အချက်အလက်တွေအရတော့ Hyper Liquid က liquidation တွေမှာ dollar 10.31 billion အားလုံးထဲမှာအများဆုံးဖြစ်ခဲ့ပါတယ်။ ဘိုင်ဘက်ကတော့ဒေါ်လာ4.65ဘီလီယံနဲ့ဒုတိယလိုက်ခဲ့ပါတယ်။ Binance ကတော့ဒေါ်လာ2.41ဘီလီယံနဲ့တတိယနေရာမှာရှိနေခဲ့ပါတယ်။ OKX HTX နဲ့ Gate လိုမျိုးအခြား platform တွေမှာတော့ liquidation ပမာဏအနည်းငယ်သာရှိခဲ့ပါတယ်။ Crypto researcher တဦးဖြစ်တဲ့ Quentin Francos ရဲ့အချက်လက်တွေအရတော့ဒီ crypto market ဆုံးရှုံးမှုတွေကအရင်ကဖြစ်ခဲ့မှုတွေ COVID-19 crash ဒေါ်လာ1.2ဘီလီယံနဲ့ FTX ပြိုလဲမှုဒေါ်လာ1.6ဘီလီယံတို့ရဲ့ဆုံးရှုံးမှုပမာဏထက်ဆယ်ဆကျော်ပိုများကြောင်းလည်းတွေ့ရပါတယ်။ Binance ကတော့ Ethereum နဲ့ USDE, BNB ဆိုတဲ့ WBETH တို့ပါဝင်တဲ့ price debate ဖြစ်စဉ်တွေကြောင့်သုံးစွဲသူတချို့ liquidation ဖြစ်ခဲ့ရာကြောင့်အတည်ပြုခဲ့ပြီးထိခိုက်နေတဲ့ account တွေကို exchange ဘက်ကနေစစ်ဆေးပြီးတော့ရောချင်းငွေတွေပြန်ပေးသွားမှာဖြစ်ကြောင်းကြေညာထားပေမဲ့ user တွေကတော့မကြင်မနဲ့ဖြစ်နေကြသေးပါပဲခင်ဗျာ။ဒါကြောင့်ဒီလိုမျိုးဈေးကွက်ပြိုလဲမှုနဲ့ liquidation တွေဖြစ်ခဲ့မှုကပုံမှန်ဟုတ်မဟုတ်စစ်ဆေးပေးဖို့တောင်းဆိုမှုတွေတောက်လျှောက်ရှိလာနေပါတယ်။ crypto.com CEO လည်းပါဝင်တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ဒီတစ်ခေါက် market crash က CH တွေပါဝင်ဈေးကစားတဲ့ဆိုရဲဆွဆွဲချက်တွေအပြင် Donald Trump တို့မိသားစုရဲ့ကြိုးကင်မှုတွေလည်းပါဝင်နေကြောင်းယူဆချက်တွေရှိနေပါတယ်။ဈေးရေထုံးမစင်ခင်မှာ Donald Trump ရဲ့သားကြီး Eric Trump ကနေ buy the dip ဆိုပြီးတော့ပြောခဲ့တာဈေးရေကြပြီးတဲ့နောက်မှာတော့သားငယ် Baron Trump ကဒေါ်လာတန်900အတန်းစိန်ခံတမောချင်းမှာယူလိုက်တာစသဖြင့်သတင်းတွေအမျိုးမျိုးထွက်နေတာဖြစ်ပြီးတော့တာမန်တပ်ပေါ်တဲ့ပြောကားတွေပါဝင်ပတ်သက်နေတာတော့မလွဲဧကန်ပါပဲခင်ဗျာ။ โอเคပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fitness account ပြင်ရမယ့်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ